ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကို ကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဘွင့်ဖြစ်ကိုရိုင်းပါဝေထွန်းစစ်နိုင်ဖို့ကူကြမယ်လှူကြမယ်ဟယ်လိုတော်လန်ပြည်သူပေါင်းလို့ရှင် ဆက်စပ်တင်ဆက်ပေးနေကြ PPTV ရဲ့ခူးကြမယ်လူကြမယ်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ပြီးခဲ့တဲ့ကာလတွေကလုပ်ခဲ့တဲ့ campaign တွေဒီမန်းထားတဲ့ target တွေရောက်တဲ့အထိဝန်ဝန်ပေးခဲ့ကြတဲ့တော်လန်ပြည်သူအပေါင်းကိုကျေးဇူးတင်စကားဥစွာပြောချင်ပါတယ်ရှင်။ပြည်သူလူထုတရလုံးဟာတော်လန်ရေးမှာရရနီးနဲ့ဒီဇိုင်းမမတ်ပါဝင်နေစေပဲဖြစ်တယ်ဆိုတာကိုဒီ campaign အောင်မြင်မှုတွေကတနည်းတစ်ပုံနဲ့ညွှန်ပြနေပါတယ်ရှင်။ပထမဆုံးပြပြပေးမယ့် campaign က ရန်ကုန်ပကဖကပြုလုပ်တဲ့ uniform ကြီကာသိန်း1500ကမ်ပိန်းမှာရန်ကုန်ပကဖက PDF တရင်တွေနီးတူတိုက်ခိုက်ရေးတာဝန်ပဲထမ်းဆောင်နေတဲ့ပကဖတွေပါပဲရန်ကုန်စီကိုတိုက်ခိုက်ရေးတီးတန့်ချီတက်နေကြတဲ့ပကဖတွေဖြစ်ပါတယ်ဒါကြောင့်ရန်ကုန်ပကဖတိုက်ခိုက်ရေးရဲဘော်တွေအတွက် uniform အုတ်ထုတ်ကြီကာစင်ပေးနိုင်မှုအခုကမ်ပိန်းကိုပြုလုပ်တာပါ ကမ်ပိန်းရည်မှန်ချက်က73500ဖြစ်ပါတယ်။ရရှိလာမယ့်ရန်ပုံငွေကိုရန်ကုန်ပကဖတိုက်ခိုက်ရေးရဲဘော်တွေအတွက်ယူနီဖောင်း၊အုတ်ထုပ်၊ကြီကာစင်နိုင်းလှူဆောင်သွားမှာပါ။အခုကမ်ပိန်းမှာယူနီဖောင်းတစ်စုံအတွက်3သိန်းချက်၊ကြီကာအုတ်ထုပ်အတွက်5သိန်းချက်၊ကြီကာပြားနှစ်ချက်အတွက်7သိန်းချက်နဲ့ vest တစ်ခုအတွက်6သိန်းချက်လို့သတ်မှတ်ထားပါတယ်။အခုပြောပြတဲ့ပစ္စည်းတွေကိုဆင်ပေးနိုင်တယ်လို့ ကိုနိုင်တဲ့ဝေအမောင်းနဲ့လဲပါဝင်အားဖြစ်ပေးနိုင်ပါတယ်ရှင်။အောင်ပွဲတွေကိုလက်ခုပ်တီးကြသလိုအောင်ပွဲတွေနောက်မှာမဖြစ်သင့်မဲရဲဘော်တွေမကြွေလွင့်ရအောင်ဒီကမ်ပိန်းလေးမှာပါဝင်ပေးကြပါလို့တိုက်တွန်းပြရစီရှင်။ကမ်ပိန်းမှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့လင့်နဲ့ကျွာကုတ်ကနေသွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့ Operation Sit Down Campaign နဲ့မိတ်ဆက်ပေးပါမယ်ရှင်။ နေပြည်တော်နဲ့အနီးဆုံးမှာရှိပြီးရေတားရှိမှာအခြေပြုလှုံရှားနေတဲ့နေပြည်တော်တရင်838ကပြုလုပ်တဲ့ကမ်ပိန်းဖြစ်ပါတယ်။နေပြည်တော်တရင်838ဟာနေပြည်တော်တိုင်းစစ်ဌာနအောက်မှာရှိပြီးတော့ NUG ချီနဲ့ MOD တရင်တွေထဲကတစ်ခုဖြစ်ပါတယ်။နေပြည်တော်တရင်838ဟာရေတားရှိစစ်တောင်းမြင့်အရှိတ်ပတ်ချမ်းမှာစစ်စင်ရေးများကိုဖော်ဆောင်နေတယ်လို့နေပြည်တော်ကောင်စီနေမြေပြင်မနာမြို့နယ်ထဲမှာစစ်စင်ရေးတွေကိုဖော်ဆောင်ခဲ့တဲ့ တရင်တရင်ဖြစ်ပါတယ်။တရင်မှာစစ်ကြောင်းတကြောင်းထပ်ပေါ်တဲ့အင်အားရှိပေမဲ့လည်းလက်နက်အင်အားအားနည်းနေဆဲဖြစ်ပါတယ်။ဒါကြောင့်လက်နက်ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် Operation Sit Down Campaign ကိုပြုလုပ်ရတာပါ။ Operation Sit Down ဆိုတာကနေပြည်တော်တရင်838မှာရဲဘော်တွေကိုဂန်းအလက်20တပ်ဆင်ပေးနိုင်ရန်အတွက်ပြုလုပ်တဲ့ကမ်ပိန်းပဲဖြစ်ပါတယ်။ ကမ်ပိန်းအတွက်တာဂတ်က73000ဖြစ်ပြီးတော့ကမ်ပိန်းကာလကစက်တင်ဘာလ16ရက်ကနေနိုဝင်ဘာလ10ရက်အထိဖြစ်ပါတယ်ဒီကမ်ပိန်းလေးသာပြည့်မိမယ်ဆိုရင် နေပြည်တော်နဲ့အလန်းမဝေးတဲ့ရေတာရှင်စစ်တောင်းမြင့်အနောက်ချမ်းတွေမှာစစ်ရေးအချိန်တိုးမြင့်နိုင်မှာ ဖြစ်ပါတယ်။ပြည်သူတွေနေတဲ့ operation စစ်တောင်းမှာ ပါဝင်ကူညီပေးကြဖို့မြစ်တာရက်ခံပြရစီရှင်။ကမ်ပိန်းမှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့လင့်နဲ့ချူဟာကုတ်ကနေသွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။ ုပြောပေးမှာကအနည်းမခံမြင်းချံကံပိန်းမှာဒီကံပိန်းကမြင်းချံခရိုင်စစ်ဌာနမြင်းချံခရိုင်ကုတ်ခဲရေးအောက်မှာရှိတဲ့တရင်တပ်ဖွဲ့တွေရဲ့လိုအပ်ချက်ကိုရန်တုံးပြည်ဖြည့်တင်းရေးအတွက်ပြုလုပ်တဲ့ကံပိန်းဖြစ်ပါတယ်ကံပိန်းရည်မှန်းချက်ကစက်သိန်း9000မှာကမ်ပိန်းကာလကစက်တင်ဘာလ15ရက်ကနေအောက်တိုဘာလ30ရက်နေ့အထိဖြစ်ပါတယ်။အကာအကွယ်မရှိတဲ့မြေပြတ်မှာပေါ်ပေါ်တင်တင်ပွဲကနေကြတဲ့သူတွေမဟာဗျူဟာကြတဲ့ ချင်းတွင်းနဲ့အရာတွေအဆက်နာမှာတတ်တင့်ရှိရှိနဲ့စော်နေကြတဲ့သူတွေစကားကိုဖွင့်နေပြီးပြောမနေပဲတဲ့ပြောတဲ့ပြင်းတက်တဲ့ငင်းချန်သားတွေရဲ့အနေမခံငင်းချန်ကမ်ပိန်းလို့ကမ်ပိန်းဥဆောင်သူတွေကပြောပါတယ်။ရန်သူကိုထိရောက်စွာတိုက်ခိုက်နိုင်မှုလက်နက်ခဲရန်နဲ့စစ်ပစ္စည်းများအဆက်မပြတ်လိုအပ်ပါတယ်။စားနပ်ရိက္ခာနဲ့ဇေဝါများရှေ့တန်းစစ်မြေပြင်မှာအသက်ရှင်ရပ်တည်ဖို့စားစရာတောက်စရာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေက မရှိမဖြစ်ပါပဲ။ တော်လန်ထောက်ပို့တွေရဲ့ပံ့ပိုးမှုဟာရဲဘော်တွေကိုသူတို့တယောက်ထင်မဟုတ်ပဲတနိုင်ငံလုံးကပြည်သူတွေရဲ့ကြောထောက်နောက်ခံပြုမှုတွေရှိနေပါတယ်ဆိုတဲ့ခံစားချက်ကိုပေးနိုင်ပါတယ်။အဲဒီအတွက်အနည်းမခံမြင့်ချန်ကံပိမှာပါဝင်ကူညီပေးကြဖို့တိုက်တွန်းပါရစေရှင်။ကံမိမပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့လင်းနဲ့ကျူဟာကုတ်ကနေသွားရောက်ထောက်ဖို့ပေးနိုင်ပါတယ်ရှင်။နောက်ဆုံးပြောပြပေးမယ့်ကံပိင်းက ထိုးစစ်ညှင့်တင်အောင်ပွဲစဉ်ဒေကင်းလုံးချုံကြီးကားတစုံကမ်ပိန်းမှာရှင်းတန်းမှာတိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေရဲ့လိုအပ်ချက်ဖြစ်တဲ့ကြီးကားအတွက်ပြုလုပ်တဲ့ကမ်ပိန်းဖြစ်ပါတယ်။ပဲခူးခိုင်တရင်နှင့်ယူဟာ25 3032တရင်အတွက်ပြုလုပ်တဲ့ကမ်ပိန်းလည်းဖြစ်ပါတယ်။3032တရင်အနေနဲ့2023နှောင်းပိုင်းကာလမှာစတင်ပြီးစစ်တောင်းမြဝန်ဒေတာမှာနေမြေစိုးမိုးမှုတွေရရှိထားသလို ယခုမိုးကာလမှာလည်းစကန်းသိန်းတိုက်ပွဲတွေဆင်းရဲနေကြတာကို တော်လန့်ပြည်သူတွေလည်းသိထားပြီးသားဖြစ်မှာပါလက်ရှိမှာရန်သူကအစ်စ်မြင့်ဤပညာတွေကိုပုံမှုအသုံးပြုလာကြတဲ့အခါရခိုင်ထက်ခန္ဓာကိုထိခိုက်ဒဏ်ရာရရှိမှုတွေကိုပုံမှုကြုံတွေ့နေရပါတယ်ဥကောင်းနဲ့ခန္ဓာကိုတဝိုက်ကို လေရင်လက်နဲ့ကြီးနဲ့ဒရုန်းကချတဲ့ဘုံစတွေကြောင့်မြေပြင်မှာအသက်မဆုံးရှုံးသင့်မဲ့ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေရှိခဲ့တယ်လို့ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ရဲဘော်တွေလည်းများစွာရှိနေပါတယ်။ဒါတွေကိုကာကွယ်နိုင်မှုအတွက်အခုကြီးကကမ်ပိန်းကိုပြုလုပ်နေရပါ။ကမ်ပိန်းရည်မှန်းချက်ကစက်သိန်းတထောင်ဖြစ်ပြီးတော့ကမ်ပိန်းကာလကစက်တင်ဘာလ၁ရက်ကနေအောက်တိုဘာလ15ရက်အထိဖြစ်ပါတယ်။မိဘပြည်သူတွေအနေနဲ့ရဲဘော်တွေအသက်ခံတာမဆုံးရှုံးအောင်ဒီကမ်ပိန်းမှာပါဝင်ပေးကြဖို့အတွက်တိုက်တွန်းပါရစေရှင်။ ကံမင်းမှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့အလင်းနဲ့ချူဟာကုတ်ကနေတွားရောက်ထောက်ဖို့ပြီးနိုင်ပါတယ်ရှင်အခုပြောပြပေးခဲ့တဲ့ကမ်ပိန်းတွေရည်မှန်းထားတဲ့တာဂက်တွေပြည့်မီဖို့တော်လန်ပြည်သူတွေအင်တိုက်အားတိုက်ပါဝင်အားဖြည့်ပေးကြမယ်လို့အပြည့်အဝယုံကြည်ပါတယ်နောက်ပတ်တွေမှာလည်းဘယ်နေရာမှာခူရလှူရမလဲရှာဖွေဖို့ခတ်နေကြတဲ့တော်လန်ပြည်သူတွေအတွက် ခုနိုင်လူနိုင်ကြမဲ့ကမ်ပိန်းတွေကိုထပ်မံရှာဖွေမိတ်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်။ထဲသွင်းမိတ်ဆက်ပေးစေခြင်းနဲ့ကမ်ပိန်းတွေရှိရင်လည်းဒီ post အောက်မှာ comment လိုက်ရေးပေးလို့ရပါတယ်။ငါတို့မှာငါတို့ပဲရှိတယ်ဒီတော်လိုင်းရေးအောင်ဖို့အတွက်ငါတို့ကိုမယ်ငါတို့လှူမယ်